ဗမာအချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီမြန်မာနိုင်ငံကြီးသမားတွေဟာလူရင်းတစ်မျိုးမလူရင်းတစ်မျိုးလောက်တတ်တာကြောင့်တတိထားဆက်ဆံရကြောင်းဖြိုးပြသွားတဲ့ဗီဒီယိုလေးမှာတိုင်းရင်းသားတွေကိုပါဝင်အောင်မစီလုံးနိုင်ဘူးဆိုတော့ပြောကြချက်ကတော့အကုန်လုံးတော့မမှန်ဘူးဗျသူစီလုံးဖို့ကြိုးစားတယ်သူရဲ့စီလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလဲပါတယ်ဗျကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံ ျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတခြားမှာပေါ့နော်ဗမာအချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအသန်လိုက်ပြီးမှစီယုံကြပြီတိုင်းရင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစက်တက်ကိုချရမယ်ဆိုပြီးပါတော့တယ်ပါတော့ပြီးမှခဏနေရင်လမ်းဆုံးတော့တော့သမင်းဝိုင်းမှာဘူကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ်အဲအလုတ်ကမလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့ ခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုဟာပေါ့ဘိုက်ကြီးပြီးကြံခဲ့မှာပေါ့ဗျာအဲ့လိုမျိုးတန်တရားတွေဒွိဟားတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်ကရှိကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမားတွေစေတနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်ဒီဟာအခက်အခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူး ဒီဟာတွေကိုကျွန်တော်တို့ကတိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလုပ်လို့မရဘူးတတိသစ္စာရှိရမယ်ရမယ်